32ကြိမ်မြောက်တာမန်တည်င်းပတ်ရဲ့စနေနေ့ ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်6မှ15ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာ မတရားသော လောကီစည်းစိမ်အားဖြင့်မိษွေများရအောင် ပြုကြလော့သို့မှသာစည်းစိမ်ချမ်းသာတို့ကုံဆုံးသည့်အခါထိုမိษွေတို့သည်သင်တို့အားထာဝရတည်သောအိမ်တော်တွင် ကြိုးစိုးလက်ခံကြလိမ့်မည်။ငယ်သောအမှုကိစ္စ၌တစ္ဆာရှိသောသူသည်ကြီးသောအမှုကိစ္စ၌လည်းတစ္ဆာရှိ။ငယ်သောအမှုကိစ္စ၌မယိုသားသောသူသည်ကြီးသော အမှုကိစ္စ၌လည်းယိုသားဖြောင့်မတ်လိမ့်မည်မဟုတ်။သို့ဖြစ်၍သင်တို့သည်မစင်ကြသောဥစ္စာစည်းစိမ်၌တစ္ဆာမရှိကြလျင်မည်သူသည်စစ်မှန်သောဥစ္စာစည်းစိမ်ကိုသင်တို့၌အနံထားမည်နီ။သင်တို့သည် သူတစ်ပါး၏ဥစ္စာပစ္စည်းပေါ်၌ စ္စာမရှိကြလင်မြည်သူသည်တင်တို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းကိုတင်တို့အားပေးအပ်မည်နီမြည်သည့်အစေခံမြသခင်နှစ်ပါး၏အစေကိုမခံနိုင်ပေအကြောင်းမူကားသူသည်တပားကိုမုံ၍တပားကို ချစ်လိမ့်မည်တပားကိုတစ္စာခံ၍တပားကိုမတီမဲ့မြင်ပြုလိမ့်မည်တင်တို့သည်ဖျားသခင်နှင့်လောကီစည်းစိမ်နှစ်ဖက်စလုံးကို အစေမခံနိုင်ကြဟု မိန့်တော်မူ၏ ငွေကိုမှမောသောဖာရိစေဦးတို့သည်ဤစကားကိုကြားလျင်ကိုရော့ကိုပြက်ရဲပြူကြ၏သို့တော်ကိုရော့ကသူတို့အားမိန်တော်မူသည်မှာတင်တို့သည်လူတို့ရှေ့၌တင်တို့ကိုကိုဖြောက်မှကြောင်းဖော်ပြလိုကြ၏သို့တော်ဘုရားသခင်သည်တင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏အကြောင်းမူကားလူတို့အလယ်၌မျက်တနှိုးမြှောက်စားခြင်းခံရသောအရာသည်ဘုရားသခင်ရှေ့တော်တွင်မူဆက်ဆုပ်ယွန်ရှားပွဲဖြစ်၏ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီဒီနေ့ခင်မာလူသားများကိုကြုံပြုနေရဲ့အရာများများစွာတွေ့ရှိရပါတယ်ဒီအရာများကို လူသားများက အသုံးပြုရမယ့်အစားဒီအရာများရဲ့အသုံးခံများ လူသားများပြန်ဖြစ်နေတာကိုတွေ့ရပါတယ်ငွေခြေတနာလောကပစ္စည်းဥစ္စာဆိုင်မှုယာဒူး စသည်ဖြင့်တွေ့ရှိရပါတယ်။တခါတရံမှာကျွန်တော်တို့ကိုကြုံပြုနေတဲ့အရာတွေဟာကျွန်တော်တို့ထင်မှတ်မထားတဲ့အရာလေးများကလည်းကျွန်တော်တို့ကိုကြုံပြုနေတတ်ကြတာကိုတွေ့ရပါတယ်။ကြုံဖြစ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့လွတ်လပ်မှုလုံးဝပျောက်ကွယ်သွားပါတော့တယ်။လူသားများအသုံးပြုဖို့အတွက်ဖျားသခင်ပေးထားတဲ့ဉာဏ်ပညာနဲ့ဖန်တီးတည်ထွင်ထားတဲ့အရာများကလူသားများကိုတဖန်ပြန်လဲကြုံပြုနေတာကိုလည်းပဲကျွန်တော်တို့တွေ့ကြရပါတယ်။ တိတ်ပံနေပညာတိုးတက်ထွန်းကားမှုတွေဟာကောင်းပါတယ်လူသားများကိုအကျိုးပြုဖို့ဆိုရင်အားလုံးကောင်းပါတယ်သို့သောဒီရာများက လူသားများကိုကြုံပြန်ပြုပြီးဆိုရင်တော့ဒီရာများမကောင်းတော့ပါဘူးဒါကြောင့်ဒီရာတွေကို အသုံးပြုတတ်ဖို့အင်မတန်အရေးကြီးပါတယ်စံစာထဲမှာတွေ့တဲ့မှန်မှန်ဆိုတာဒီရာများအားလုံးကိုခြုံပြီးပြောလိုက်ခြင်းပဲဖြစ်ပါတယ်အဓိကကတော့ဖျားသခင်နဲ့ဝေးကွာစေမဲ့အရာမှန်သမျှဟာ မမှန်ပါပဲသူတို့ကိုအတုံးချရမယ်အစားသူတို့ရဲ့အတုံးခံ ပြန်ဖြစ်သွားပြီဆိုရင်ဒီရများဟာကျွန်တော်တို့အတွက်မမှန်ပဲဖြစ်ပါတယ်ပြန်လဲသတိပေးရမှာကတော့ဖျားသခင်ရဲ့ကျုံအဖြစ်ကိုခံယူခြင်းဒီသားလင်အလွတ်လပ်ဆုံးခြေနဲ့အားရဆုံးအပျော်ရွှင်ဆုံးအတိတ်ပဲအရှိဆုံးဘဝအတ္တတာကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်ဖျားသခင်ရာသူ့ရဲ့ကြုံများကိုပဲတော့မှပျက်စီးစေရာ အကြောင်းမဖြစ်သေးပါဘူး။ဖျားသခင်ကို အစေခံခြင်း၌သာလေကျွန်တော်တို့ဘဝကိုတွေးရှိမှဖြစ်တယ်။ရှာဖွေနေတဲ့လွတ်လပ်ခြင်းကိုတွေးရှိမှဖြစ်တယ်။ဘယ်လိုလွတ်မြောက်ခြင်းမျိုးလဲဆိုရင်သာသမီတို့ရဲ့လွတ်လပ်ခြင်းမျိုးဖြစ်ပါတယ်။ပျောက်သောသားမှကျွန်တော်တို့တွေ့ရသလိုဖျားသခင်ရဲ့ကြုံနေဟာလွတ်လပ်ပါတယ်။ဖျားသခင်ကိုအစေခံနေတဲ့ပုံကူများဟာ စိတ်အတွင်းသားမှာငြိမ်အေးပါတယ်။ဖျားသခင်ကိုအစေခံခြင်းသည်ကျွန်တော်တို့ကို တစနဲ့တစ ဖျားသခင်စီကိုကောင်းမြတ်ရာစီတို့ဆွဲခေါ်သွားမှာဖြစ်သလိုကျန်သောအရာများကို အစီခံခြင်းသည်ဖျားသခင်နဲ့ဝေးရာကျွန်တို့ပျက်စီးစရာအကြောင်းကိုတစတစဆွဲယူခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ဒါကိုကြည်ကြည်လက်လက်လက်ခံနေကြတာကျွန်တို့ပဲဖြစ်ကြပါတယ်။ဖျားသခင်ကိုအစီခံခြင်းမှာတွန့်ဆုတ်နေကြတာကိုတွေ့ရပါတယ်။အရာအလုံးဆုံးရှုံးသွားတော့မလားဆိုတဲ့တန်လျာများနောက်ဆက်ချင်းများလဲ။ အကြခဏဝင်လျက်ရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်ဖျားသခင်ကိုအစေခံခြင်းလောက်ကောင်းတဲ့အမှုတော်မရှိဘူးဆိုတာကိုယုံကြည်ထားဖို့လိုအပ်ခါဖျားသခင်ကိုဆက်လက်အစေခံနိုင်မှုအတွက်လိုအပ်တဲ့ဝိညာဉ်ကားကြီးစုများကိုတောင်းခံကြပါစို့။